ဆိုတော့ကျွန်တော်တို့အခုမူကယ်ကားလမ်းရောက်ပြီမူကယ်ကားလမ်းကကျွန်တော်တို့ဒဲလိတ်ကရှေ့မှာပါเนาะဆိုတော့ဒီအပေါ်မှာဘာရှိလဲဆိုတော့ပြင်ပြီးဖြတ်ကြည့်မယ်ပကြည့်ခင်ကျွန်တော်ဒီရှေ့မှာဒဲလိတ်ရဲ့ဒီဘက်ပေါ့เนาะရှေ့ရ view လေးကိုကျွန်တော်ပြမယ်ရက်လာပါလေမူကယ်ကားလမ်းရဲ့တိကက်ဝယ်မယ်ကောင်းတာ point ပါဆိုတော့ ုကေကားရင်တိကက်ကျွန်တော်ထည့်ဝင်မယ်ဆိုတော့ daily ရရင်က daily တစ်ခုလုံးကိုဒီပွားနဲ့ရင်နေရတယ်ပေါ့နော်ဆိုတော့ဒီကားတန်းကမရှိမနေတာတင်တဲ့ကားတွေမှာတကယ်လို့ဒီရွှေနတ်ကောင်ရောက်ခဲ့ဆိုတော့ပေါ့နော် ကျွန်တော်ဒီနားမှာတော့တို့ traditional dress တွေငားပြီးတော့ရှေးအောင်အဆောက်အဦနောက်ပြီးရှေးအောင်ဆန်တဲ့နေရာတွေနဲ့တက်ပုံရိုက်မယ်ဆိုရင်ပြိုက်လို့ရအောင်ဒီမှာကျွန်တော်တို့ dress တွေပေါ့နော်ပြီးငားပြီးတော့ဝတ်လို့ရပါတယ်ဆိုတော့ရှေးကိုဆက်ပြီးသွားမယ်ဒီရှေ့မှာတော့တောင်တန်းကြီးရတော့တောင်တန်းနဲ့ဒီ garden ထဲနှစ်ခုပေါင်းလိုက်လို့ပိုပါဖက်ဖြစ်သွားတာပေါ့နော်မူဂယ် garden ဆိုရင်ကက်ရှမီးယားတောင်ကြားရဲ့ဒုတိယအခြေဆုံး garden တစ်ခုဖြစ်တယ် ဆိုတော့ဒီဟာမူဟာကားတန်းရဲ့အလေတက်တယ်ပေါ့နော်ဒီဘက်ကိုကြည့်ရင်ဆန်ဆက်ရှိမယ်ဒီဘက်ကိုကြည့်ရင်ဒီဘက်ကိုကြည့်ရင်တော့ဒါအာမြင်ပြရမယ်ကားတန်းရဲ့ဒါဆန်တဲ့အလေကိုတက်တယ်ပေါ့နော်အနီးမှာရှိတဲ့တောင်တန်းကဟိမွေနာတောင်တန်းရဲ့တောင်ခွဲအစိပ်ပိုင်းတစ်ခုဖြစ်ပြီးအထူးသဖြင့်ဂျမ်မူကက်ရှမီးယားဟိမချက်ပရတက်ရှ်ပြည်နယ်ရဲ့တောင်တန်းဖြစ်တယ်လို့သိရပါတယ်